င်တို့ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားကြီး channel လေးကနေစေဝင်စားပွဲတတိတံဝေကရပွဲရာရင်မတန်မှုခင်ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့အချိန်ကာကြာရောက်လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမယ်ဘန်းနာရင်ကျက်ယောဂါရှိတဲ့လင်းယောက်ျားကမိမိရဲ့စံနာကိုဖြည့်ဆည်းမပေးနိုင်လို့အင်္ဂါစင်းငါကောင်းလေးနဲ့တော်တယ်မှာချင်းပြီးအချင်းချင်းကမှဖောက်ပြန်ခဲ့တဲ့ ရမက်ကြီးတဲ့မိမရဲ့အချက်မရှိတဲ့လောက်ရဲ့လို့အမိရတဲ့စေဝင်စားပွဲတတိတံဝေကရပွဲအောင်ရမတန်မူခင်ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်ကြပါကြပါဦးခင်ဗျာအတူရာနဲ့ကခုံသူမောင်ချစ်အတတ်မရှိတော့အတတ်ကင်းမဲ့နေတဲ့မောင်ချစ်ရဲ့အလောင်းမောင်မျက်နှာနဲ့မြေကြီးကက်လျက်တဲ့နှစ်ဖက်ဆံပြီးမောက်ရဲ့အနေထား ခြေတော်နှစ်ဖက်ငါလူချင်းပေါ်တန်လန်းခန္ဓာကိုယ်ကငါလူချင်းနေဇောက်ထိုးခြေတော်များကငါလူချင်းပေါ်တဝက်ဇောက်ထိုးမိုးမျောအနေထားနဲ့အသက်ပြောင်နေပါတယ်ငါလူချင်းနေမှာရှိတဲ့ရေဆက်ဆံပေါင်းသူကြီးကအိုင်ထွင်နေပါတယ်ခုတ်ချက်ကပြင်းထန်လာတယ်ဦးကောင်းမှာလေပင်းမှာပြက်လူတဲတဲ့စံကားနေတော့လက်နှစ်ဖက်နဲ့တကူလုံးကိုလည်း ငါမဝင်ထားတဲ့ကဲ့သို့ဓာချက်များကပွာစားကျဲနေပါတယ်။ဟာအမှုလိုက်သူရဲ့အောင်မင်းက အတူပါလာသူတပုံတရင်တော့ရေးမြင့်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ချက်ဆိုရင်နှကွက်ကမိတော်သောရေးမြင့်ကအလောင်းရဲ့အနေထားကိုရှူထောင့်မြို့မြို့မှတပုံရယူလိုက်တယ်။သူရဲ့အောင်မင်းကအလောင်းကိုပလက်အနေထားမှဆွဲလှမ်းလိုက်တယ်။ဟာအိုး ရက်ဆက်လိုက်တာကွာမသိမချင်းကိုတတ်တာပဲဒီကောင်ပြေးမလွတ်ပါဘူးကွာရတဘဝင်များနဲ့တူလိုက်ပါလာတဲ့ကြည်ပြဥက္ကဋ္ဌဦးတော်အောင်နဲ့အဖွဲ့ဝင်များရဲ့နှုတ်မှာအာမေထိတ်တယ်များအတိတိထွက်ပေါ်လာကြပါလေတလက်လန်လိုက်တော့မောင်ချစ်အလောင်းရဲ့မျက်နှာနဲ့ရင်ပတ်တီမလေးဓာဒဏ်ရန်များကရုပ်ပြက်စင်ပြအလောင်းရဲ့နေသားဆောင်ကိုတပုန်တရေတော့ရေမြင့်က တဖြည်းဖြည်းမှတ်တမ်းတက်ပုံများရေကူးလိုက်ပါတယ်။ကဲအလောင်းကိုစေယုံပို့ဖို့ဟောကရာတို့ကပဲကူညီပေးကြပါဦး။တရားခံဝူးဝင်းပြေးနိုင်ပါဘူး။လူရဲအောင်မင်းရဲ့စကားကိုကြားတော့မှ လူသေးလောင်းကိုဝိုင်းကြည့်နေကြတော့ကြီးရွာလူကြီးများပြန်လဲသတိဝင်လှုပ်ရှားလာကြတယ်။လူရဲအောင်မင်းကဝင်းကျင်နေထားတဲ့တရားခံပြေးလမ်းကိုလေ့လာကြည့်လိုက်တယ်။စိမ့်ဆိုသောသဘာပင်တို့က လေဝင်းမောင်တီးနဲ့လှိုင်းလုံးကြီးမြတ်ကဲ့သို့ကြည်ကောင်းလာပါတယ်မိမိရဲ့နောက်ကျော်သုံးဖာလုံးခန့်မှာကြောက်အင်ရွာရှစ်တမိုင်ခန့်မှာပရေကောရွာမောင်ချစ်တက်ခင်ရတဲ့နေရာကကိုဝင်းတင်ရဲ့လေကွက်တွင်းမှာငလူချင်းနေမှာဖြစ်ပါတယ်တေတူမောင်ချစ်တင်ရွှေနဲ့ဖားလေးတို့ဟာတရွာရဲသားများဖြစ်ကြပါတယ်၃ယောက်တူရွာထဲမှာအရက်တော့လို့ထွက်လာခဲ့ပြီး ငါလူချင်းနဲ့မရှိတဲ့ငါမြတ်ကိုမောင်ချက်ကအကုန်အကောင်ဖားလေးကနောက်ကနေလို့ပါလာတဲ့တရှင်းနဲ့လေမင်းကိုပိုင်ချလိုက်ခြင်းဖြစ်ပါတယ်။မောင်ချက်ကအော်ဟစ်လို့ကျင်းတဲ့ကိုလေချသွားစဉ်အတူပါလာတဲ့တင်ရွှေကထွက်ပြေးသွားတယ်။ငါလူချင်းနဲ့မောင်တန်ရနဲ့လူလိနေသောမောင်ချက်ကိုဖားလေးကဆက်ပြီးတော့ဆက်ပြီးတော့ကျောက်အန်ရွာဟာအင်ဂျီ300ခန့်ရှိပြီးဆက်ပြေးရင် မွေးမြူရေးတို့ကြောင့်ထင်ရှားပါတယ်လက်ကူမျိုးနဲ့ငောက်မိုင်ခန့်ကွာဝေးတယ်ကိုဝင်းတင်မောင်ကြောင်းအင်ရွာမှာနေထိုင်ပြီးစိုက်ပျိုးရေးမွေးမြူရေးလုပ်ကွယ်နေသူဖြစ်ပါတယ်ကိုပိုင်လက်စဲအေကောက်ကိုနှွေစပေါင်းမိုးစပေါင်းနဲ့မဲမျိုးစုံဆက်ပြီးဝင်ငွေအလွန်ကောင်းနေသူမိုးပြင်းတော်အင်းနဲ့တီဗီဝယ်ထားနိုင်တဲ့လေရှင်ကိုဝင်းတင်မောင်စီပေါ်ရေးကိုသာတိုက်မက်မက်လုံနေသူဖြစ်ပါတယ်ကျမကြီးကသိမကောင်း ဗန်းနာရင်ကျဲယောဂါကလူပုံကလေတက်ရင် လေမဲ့ပုံတတ်ကြောင်းလေလုံငန်းမောင်အသိင်းငါးမြဖြစ်ဖာလီပေါင်းချင်းနဲ့တင်ရွှေတို့ကိုငှားထားရပါလိမ့်ဒီ၃ယောက်ကတကယ်အလုပ်လုပ်သူများဖြစ်လို့ကိုဝင်းတင်တို့ကတကယ်အာကိုရတယ်မျက်စိလွှဲရတယ်တပတ်ကောင်းနဲ့ကိုဝင်းတင်တို့လင်မယားကလေရင်လေငါဆိုပြီးတဘောမထားတဲ့ဖြင့်အလုပ်ကပို့ပြီးတော့အောင်မြင်ပါတယ်ရွာနဲ့၃မိုင်ခန့်ကွာဝေးတဲ့လေတဲကို ကိုဝင်းတင်ကနေ့စဉ်မလာနိုင်ဒီတော့လေလုံငန်းမြောက်ကိုဇနီးတဲ့မညင်းအိတ်ကိုလွှဲထားရပါတယ်မညင်းအိတ်ကလည်းနမနစ်လက်အောင်ညင်းအိတ်တယ်မယဝတ္တရား၅ပါးနဲ့ညင်းကိုဝင်းတင်ကိုဆက်ဆံလို့လေလုံငန်းကိုကြည်ကြွက်ကွက်ခဲ့တယ်မညင်းအိတ်မှာကိုဝင်းတင်လို့ယောဂတဲ့မဟုတ်အသက်30ဆွင့်ယုံသာရှိပါသေးတယ်လေလေရတဲ့လောက်ကိုင်းနေသူဖြစ်လို့စိုးစိုးပြေးပြေးတောင်းတောင်းတင်းတင်းတကယ့် မြစ်စုပ်ပေါကြီးအလားအဲ့ဒီမှာပဲလေထဲမှာအတူလုတ်ကင်နေရတော့မောင်းချင်းနဲ့ကျိုးချင်းညီပါတော့တယ်သူတို့နှစ်ယောက်ရဲ့အမူအရာပြက်နေတာကိုတွေ့ရတော့တင်ရွှေနဲ့ဖားလေးကမောင်းချင်းကိုတရားချလို့ဒုသနာတော့လုပ်ငန်းကိုရက်တန်းကရက်ရံအတွက်တတိပေးကြပါတယ်တကယ်တော့ငါလူပြိုးกว่าသူဘကလေးတယောက်မင်းငါဘက်ကတော့နာသေးတယ်ငါကုသိုလ်နဲ့ငါဖြစ်တာကိုမင်းတို့မနာလို့မရှိပါနဲ့ အချိန်တန်တော့ရက်သွားမှာပါကွာမဟုတ်သေးဘူးမောင်ချေရဒီကိစ္စမျိုးဆိုတာကဘာသာရေးအရာရောလူမှုရေးအရာပေါင်းခွင့်မလွတ်တဲ့ကိစ္စပြီးတော့ကဝင်းတင်ကတို့ရဲ့ကျေးဇူးရှင်ကွာမင်းရဲ့လူရဲ့ကကျေးဇူးရှင်ကိုကြည့်ဆွတ်တာတဖက်ကဘလောက်ပဲရည်လာမြောင်းပေးလို့လို့ကိုဘက်ကမဖောက်ပြန်ဖို့လိုတယ်အေးတားတာမရဘူးဆိုရင်လေငါကိုယ်တိုင်ကိုဝင်းတင်ကိုဖွင့်ပြပြီးတော့တားမှာပြင်းထန်တိကျ မှန်ကန်လာသောဖားလေးရဲ့ဇာကားများကြောင့်မုံချစ်တယောက်ဆက်ဆက်ခါနာကြည့်သွားပါလေ။နှုတ်မဖွဲ့မပြောတော့လေလူယိုးကြီးဖားလေးကိုအညိုကြီးညွတ်ပြီးလုပ်ငန်းဝင်ထဲမှပထုတ်ရင်တည်းအကွက်ချစဉ်းစားလိုက်ပါလေ။ဖားလေးပေါ်မှာလည်းအခေါ်ပြောအဆက်ဆက်မပြတ်။ထိုမဲ့စင်ကနောက်တလမ်းမဆုပ်ဘဲပုဒ်ကအနိကလောက်ကြံတော့မကိုလူယိုးကြီးဖားလေးကမသိရှာ။ကဲဖားလေး မင်းဘာပြောချင်တယ်လဲကွာဟင်ကိုတေလောမင်းအေးပစံနေခဏခဏပြောက်တယ်အထားမှာပဲဖြစ်တယ်ထင်လို့ငါဘာမှမပြောဘူးမင်းကဒီနေ့တခြားပိုးအတင်ရဲလာပြီအခုလိုဆွဲကြိုးကိုတော့ယူတယ်ဆိုတော့ကတိတ်ကိုလွန်းလာပြီကွာအခုဒီဆွဲကြိုးကိုမင်းရဲ့ခောက်ထားတဲ့အင်ကြီးလက်ရှိကြကတွေ့ရတာဒါလဘုလက်ကြခိုးတော့ခိုးတဲ့နဲ့မိတာကွာမင်းတို့ဘောငါဘလောက်ကောင်းခဲ့တယ်လေဒါကမှမင်းမထောက်ဖက်ကွာလောက်ရတယ်လို့ဒါပေမဲ့ငါသဘောထားကြည့်ပါလေတကယ်ဆိုကို ကျေရွာလူကြီးကိုလည်းမတိုင်းရဲကိုလည်းမတိုင်းပါဘူးအဲဒါမဲ့ငါစီမှာတော့မင်းဆက်ပြီးမလုံနဲ့တော့မင်းသွားတော့ကွာရှက်လွန်းလာတဲ့ဖြင့်ဖာလီကောင်းမဖော်ဝင် ကောက်ကျစ်တော်မောင်ချစ်ကဖာလီဘော်ကိုမငင်းနဲ့ပေါင်းပြီးအပီရိုက်လိုက်ခြင်းဖြစ်ပါတယ်လွင်ငယ်တော်တပတ်ခန့်ကမွေးများနေစဉ်ပြောက်တယ်လို့မငင်းအေကပြောတယ်ဖာလီကသူ့ရဲ့ကိုချင်းတရားကို သူယုံနေသူမခိုးတတ်ပါဒီမနေ့မှာတော့ မင်းကြီးကယောဂတဲ့ကိုဝင်းတင်ကိုတည့်ရှိကိုခေါ်လာခဲ့ပါတယ်။သူရဲ့ဆွေကြိုးအထမလို့ရှာမတွေ့တွေ့ရင်ပြန်ပြေးပါလို့မောင်ချစ်ဖားလေးနဲ့တင်ရွှေတို့ကိုပြောပါတော့တယ်။ဝင်းခန်းတို့မရှိလို့လူငါများရဲ့ဝေစာများမှာရှာတဲ့ခါမှာကျူတင်ဇက်တိုက်ထားတဲ့အတိုင်းဖားလေးရဲ့အင်ဂျင်လက်ရှိကောက်ချမှတွေ့ရပါတယ်။ကြောချမှတော့ကနဲ့တူဓမြမန်းဖားလေးတည်လဲရပါပြီ။တော်တော့အခြေမရှိတော့ပါဘူး။ ရှက်ဒေါသနဲ့တူနှီးရသောမျက်နှာတစက်စက်တုံနေသောခန္ဓာကိုယ်တွေကိုထိမ့်ပြီးကိုဝင်းနေရဲ့ရှေ့မောက်မှာထွက်လာခဲ့ပါတယ်။သကားနေလာတဲ့အကျင့်ရှက်လွန်းသောဖြစ်ရတို့ကြောင့်မြည်သည့်ဖြစ်ချင်းချက်မှာကိုဝင်းတင်အာမပေးစင်ကွက်မိထားသောကိုဝင်းတင်ကလည်းသူ့ရဲ့လျှောက်လက်ချက်ကိုလက်ခံမှာမဟုတ်တတလုံးယူတော့ခဲ့တဲ့အချိန်သူ့ရဲ့တိတ်ခေါအဖက်စဲလို့မရတော့တဲ့အဖြစ်ကို အမဲဆုခံလိုက်ရပါပြီ။ တဲတွင်မှထွက်လာခဲ့သော ဖားလီတဲဘက်ကိုတမင်လက်ပြန်တစ်ချက်လှည့်ကြည့်လိုက်မိတယ်။ကိုဝင်းတဲ့အလက်မှာဒူးနဲ့ဒူးအကြည့်ဆိုင်နေသောမောင်ချင်းနဲ့မျက်နှာပြောင်းမငယ်အေးနိုင်တော့တော့လှုပ်ထောင်းပေါ်မောင်ချစ်ရောငါမင်းလို့အယုံသွင်းအချိုးတက်ပြီးနောက်ကျောဓာတ်နဲ့မထိုးဘူးကမျက်နှာချင်းဆိုင်ပြီးဒါဒါချင်းခုတ်ချင်တဲ့ကောငါရှက်တော့မင်းရဲ့အတန်းနဲ့တန်ကြီးပြတ်ဖို့အသိပြင်ထားပြီတော့ကွာ ယောသားလာတော့ဖားလေအရှက်နဲ့တိတ်ခတ်တော့တွေးနဲ့တွေးကိုစေးတော့မယ်နေဝင်တော့မယ်နေလေကလေးကတောက်ခဲ့တော့အရက်တို့ကမနေတော့ကိစ္စမရှိငွေကြေးအလုံးကိုမောင်ချစ်ကရှင်းပေးတယ်ကဲအငယ်ချင်းတို့သွားရမယ်ကွာမောင်ချစ်ကဖားလေကိုနှုတ်ဆက်လိုက်တယ်ဖားလေကအပြုံးမပြဲဟဲ့မင်းမူးနေပြီမင်းတို့ခုံချင်းသွားမယ်ဆိုငါလည်းပရေကောမှလူငောင်းဝင်နေတာကွာ လမ်းကြုံတာပဲအတူသွားကြမယ်လေကွာကောင်းသားပဲသွားမယ်လေကွာပေါင်ချင်းမသူရရှင်ကြောင့်ဖားလေးရဲ့အညှို့တွေကိုမေ့လျော့တော့ပါလိမ့်အရက်ကကောင်းတော်တတိကိုမေ့လျော့စေတယ်မဟုတ်ပါလားဖားလေးရဲ့မျက်စိကထရံမာထူထတော့အင်းရှင်ကိုဖိုးလူရဲ့တရှိကိုမြင်လိုက်တယ်ဖားလေးကထရံမာဓာတ်ကိုနှုတ်ယူလိုက်ပြီးကိုဖိုးလူကျိုးတို့ငွေချင်းတို့ရောက်သွားမယ်ဗျာဓာတ်ကိုခြေစောင်းလက်စောင်းယူသွားတယ်နောက်နေ့မှပြန်လာပေးမယ်နော် သုံးအောင်တော့အရက်အရှိန်နဲ့တရင်တရင်ထွက်သွားကြပါလိမ့်နေဝင်သွားပြီတော်တော်အလင်းရောင်ကမပြောက်သေးပါခတောင်းကန်ရှိတဲ့ကောက်ပင်များကလေးတိုင်တိုင်ရင်ရွယ်လျာခုံချင်းထဲမှာငါးတချို့ကိုတွေ့လျရပါလိမ့်မောင်ချစ်ကခုံချင်းနှုတ်ခမ်းမထိုင်ပြီးကျင်းထဲမှာငါးမြောက်ကိုကောက်ရံတွေ့ဟန်ပြင်းလိုက်တယ်တင်ရွှေကငုံကြည့်နေပါလိမ့်ထို့စဉ်အော် တားအောင်တစ်ချက်လက်တော်ပြီးမောင်ချစ်ရဲ့အတန်တကြီးနဲ့အော်တန်နဲ့တူဟုံးကနေခုံချင်းနဲ့ကိုလိမ့်ကြသွားခဲ့တယ်။ဖော်လီကဆက်ပြီးတော့ခုံနေပါတယ်။ဟဲ့အောင်မောင်ချစ်ဂျာဂူလီပေသားကွာပေသားအရေးချင်းရှက်တော်သားနဲ့ခံပြင်းစိတ်ပြင်းနေတော့ဖော်လီရဲ့ဓာချက်များကစက်တိုင်းတင်းရွှေမနေဝင်တော့ပါတကြိုးတည်းထွက်ပြေးသွားပါတယ်။ရေစက်စက်မှရှိတဲ့ငခုံချင်းထဲမှာ စသိမကောင်းသောမောင်ချီရဲ့အလောင်းကတွေ့တဲ့ကြောင့်နှီးရတော်ပါလေအဖြစ်ပြက်ကတော့အဲ့ဒါပါပဲဆရာမောင်ချီကိုမတည်တည်အောင်တတ်ပြီးထွက်ပြေးခဲ့ပါလေအဖေနဲ့မိကလှုပ်ရရင်ခံရရမယ်တဲ့ဥပဒေလက်တန်းကရှိလို့ပြေးမလွတ်ဘူးတဲ့ဒါကြောင့်ကျွန်တော်ခုလိုကိုယ်တိုင်လာပြီးတော့အဖမ်းခံတာပါဆရာအမှုလိုက်ရရှိတူရဲ့အောင်မင်းကကျေးရွာဥက္ကဋ္ဌဦးတော်အောင်နဲ့တူလာရောက်ဖမ်းခံတော့ရေခမ်းဖားလေးရဲ့ဖြောင်းချက်ကို ဝန်ခံလက်မှတ်ထိုးစီပါလေ။ပါလီဝတ်ထားခဲ့သောလူသက်လက်နဲ့တရှိကိုလေးသွားရောက်ဖို့ထုတ်တင်စီလိုက်တယ်။ပါလီကမြို့နယ်တရားသူကြီးထံကိုထပ်မံပြီး၎င်းရဲ့ဆန္ဒရဝန်ခံဖြောင်းချက်ပေးပြန်တယ်။သူရဲ့အောင်မင်းကရဲလုံငန်းနဲ့ညီအမှုကိုခိုင်မာစွာတိဆောက်လို့မြို့နယ်တရားရုံးကိုတရားစွဲဆိုတင်ပို့နိုင်ခဲ့တယ်။တရားရုံးမှာတရားခံပါလီအသက်30ကိုဘုံမ300နှစ်ရအလုံးနဲ့ထောင်တန်း10နှစ် ပြည်တံချမှတ်ခဲ့ပါတယ်။တတင်းကဒေါသနဲ့အရက်နဲ့ညှို့တေးတို့ကြောင့် လူတယောက်အသက်သေးဆုံးခဲ့ရပြီးကျက်နဲ့လူတယောက်မှလည်းအလုံနဲ့ထောင်းတန်းဒေါသနဲ့အညှို့တေးအာဃာတအမျက်တရားတို့ဟာအရက်နဲ့တွဲဖက်မိကြတဲ့အခါမှာလူတဲ့တန်ယိုအသက်ဆုံးရှုံးမှုများဖြစ်တဲ့ကြောင်းတဝေကယူနိုင်ကြပါသည်။စာရည်သူဟုတ်ကဲ့စာရည်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝင်စားပွဲ သတိတဝေကရောက်ဝေအောင်ရေမတံမူခင်ဖြစ်ရမဇလန်ကောင်းလေးတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးစစ်လက်ဆောင်စီစဉ်လေးရောက်ရှိလို့လာခဲ့ပါပြီဒီနေ့တင်ဆက်ပေးမယ်ကျမ်းမာရေးစစ်လက်ဆောင်စီစဉ်ကတော့စာရေးသူဆရာကြီးနတ်မောင်မင်းတန်နိုင်ရေးသားထားသောဒူးယောင်ဒူးနာပျောက်စီသောစီလို့အမည်ရတဲ့ကျမ်းမာရေးစစ်လက်ဆောင်စီစဉ်လေးပဲဖြစ်ပါတယ်လွန်ခဲ့သော၃နှစ်ခန့်ကကျွန်တော်ကိုယ်တိုင်ဒူးယောင်ဒူးနာဖြစ်ခဲ့ဖို့တည်ခိုင်ပြီလို့ဒူးယောင်ဒူးနာခြင်းမျိုးမဟုတ်ပါဘူး အသက်50ကျော်သူတိုင်းဖြစ်တယ်လေရှိတဲ့သဘောပါငယ်စဉ်က ခီးသွားများခြင်းဝင်ထုပ်ဝင်ပိုထမ်းခြင်းပြင်းထန်သောအောက်ကစားကိုယ်လက်လှုပ်ရှားမှုများပြုခဲ့ခြင်းတိုင်ဂျူဒိုကရာတေစတဲ့ခြေကံကစားမှုများခဲ့ခြင်းတို့ကြောင့်လေအသက်40ကျော်50မှာဇရာသဘောရအယိုးပွားပြီးဒူးရောင်ဒူးနာခြင်း အစဉ်အမြဲများရုံရမ်းနာခြင်းချင်းတို့ဖြစ်ပေါ်လာတဲ့ပါတယ်။ဒါကြောင့်ခန္ဓာခေါလို့ခေါ်သောကရခေါတန်တလွင်မြေ ခန္ဓာရွက်တွေကိုစိတ်ဖြင့်အသုံးပြုခဲ့ပါတယ်။ယောဂနဲ့စိတ်မတွေ့သေးလို့လားတော့မသိ။နှစ်ရက်သုံးရက်တက်တော့ပြီးဒုက္ခပြန်လဲရောက်လာ နာလာပါတယ်။ဒီနေ့မှာတိုင်းရင်စေးစီယာကြီးဦးမိုးနိုင် ကကျွန်တော်ကိုဒူးစိတ်ရောင်ရဲနာကျင်ခြင်းတွေလိမ့်ရန်တွေစီတမျိုးပေးပါတယ်။ပြောက်ချင်းစုံးနဲ့ကျွန်တော်ဟာဒီနေ့၄ချိန်၅ချိန်ထိလိမ့်ပါတယ်။ဦးမိုးနိုင်က၃ချိန်သာလိမ့်ရန်တွေညွှန်ပါတယ်။တော်တော်လိမ့်စေးဖြစ်လို့မြစ်တိဘေးအတွက်စိုးချိုးမှာ မရှိခဲ့ပါ။ရက်တစ်ပတ်လိမ့်ပြီးတဲ့ခါမှာဒုစစ်မှာလုံးဝရောင်ရမ်းနာကျင်ခြင်းမရှိတော့ပဲ ပကတိကောင်းမွန်ခဲ့တဲ့ဖြင့်ဝမ်းမြောက်ခဲ့ရပါတယ်။ဥမိုးနိုင်ကိုလည်း၎င်းအစီချက်လုံးဤကိုမေးမြန်းပြီးမှတ်သားထားခဲ့ပါတယ်။၎င်းစီ ချက်လုံးဤမှာကျင်းတဲ့ရင်းရင်းများကိုဝဲလို့ရေစီထုံကောင်တတုကြီးများညှစ်ယူပါတယ်။ကျင်းတဲ့ဤတစ်စေးသားမှာနှမ်းစီ၅ချက်သားရောပြီး မိကြီးကရေရေနဲ့ရေတက်ကုန်းတဲ့အထိချက်တဲ့အခါမှာအစီခွနှစ်ချက်သားခံရပါတယ်လက်ကောင်ချင်းစီကိုတူးစစ်ခြေစစ်လက်စစ်ကြိုက်ခဲနာချင်းရောင်ရမ်းနေတဲ့နေရာများမှာလိမ့်ပြီးပါငါးရက်တစ်ပတ်လိမ့်ပြီးတာနဲ့လက်တွေပျောက်ကင်းတဲ့ဖြင့်ရေသာတင်ပြအချင်းဖြစ်ပါတယ်ဟုတ်ကဲ့စာရေးသူဆရာကြီးနှစ်ယောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝင်သောပွဲတတိတံဝေကရောက်ပွဲအောင် ယမတန်မူခင်ဖြစ်ရမဇလန်ကောင်းလေးကိုမင်းသား channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဥစ္စာချက်တွေကိုငြိမ်ကြီးတွေးတဲ့အနေနဲ့ဗီဒီယိုလေးတစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလီထာပြီးစာပြန်ပေးနေပါပြီစာဖတ်တော်ကိုဝါသနာပါပေးမယ် စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားရဲ့ channel လေးကနေထူးခြားဆန်းခြင်းလိုအပ်ဆန်းခြင်းတည်တည်ရင်ဖို့ပရလောကကံမီရယမတန်မူခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှောက်ဝေးပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ